မြတ်စွာပြိဋိဘံပြုကံဤအချိန်တွင်ရှင်အနန္ဒာမထေရသူမြတ်သည်မြတ်စွာဘုရားတက်တော်ထင်ရှားရှိစဉ်ကဘွားကျက်သောအခါဘုရားမူလာရောက်ကြကုန်သောယဟန်ကောင်ယဟန်မြတ်တို့စိတ်ကဖူးမြော်ွက်ရခဲ့ပါသည်မြတ်စွာဘုရားပြိဋိဘံစံတော်မူသောအခါအဘယ်နေရာအဘယ်ဌာနကို စီကပူမြော်ခွင့်ရနိုင်ပါမည်နည်းဟုမြတ်စွာဘုရားအားလျှောက်ထားသောအခါ၌မြတ်စွာဘုရားရှင်ကจิตာအနန္ဒယရနာသုံးပါးကြီးညိုသောအမျိုးကောင်းသားအမျိုးကောင်းသမီးတို့အတွေ့တွားရောက်ပူမြော်တောင်းဝေကယူတင်သောဌာနလေးဌာနတို့ရှိကုန်၏အဘယ်လေးဌာနတို့နည်းဟုမူကားအေလုံးမဏိတာမောရင်းရင် ်စွာဘုရားဖွားမြင်တော်မူရာဌာနပါဒကဤဘုရားတရားမဟာဘောဓိမန္တန်ကမြတ်စွာဘုရားသဗ္ဗညုတဉာဏ်တော်ကိုရတော်မူရာဌာနပါဒကဤမိဂရဝုန်တော်သည်မြတ်စွာဘုရားအတုမဲ့ဓမ္မစကြာတရားကိုဟောကြားရာဌာန